ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာတော့ကုန်တယ်လမ်းမပေါ်39လမ်းတောင်ကျွန်တော်ဒီကဖေး39ကိုရောက်နေဖြစ်ပါတယ်ကဖေး39မှာကဒမင်းကျော်ဒီ signature ဖြစ်ပြီးတော့တခြားအသားတောက်တွေလည်းတော်တော်လေးဖွဲဖြစ်တဲ့ price နဲ့ရရလို့ပြောလို့ကျွန်တော်လာစမ်းကြည့်ရဖြစ်ပါတယ်ဆိုတော့ coffee လည်းရရပြောတယ်ကျွန်တော်အတူ try ကြည့်အောင် let's go ဟင်းရပါ ကဲအခုဆိုကျွန်တော်ကတော့စားတော့တွေလဲမာပြီးွားတယ်ဆိုတော့ဘာမှမလာမယ့်ဆိုတော့ဆက်ပြီးကြည့်ပေးကြပါအောင် let's go ဒီကောင်ကဒါနဲ့တို့စားမှာနော်ဟုတ်ဒီကောင်ကကြာတော့ဒီကောင်နဲ့တို့စားမှာနော်မှားမှာဒီကောင်ကဒါနဲ့ဒါကောင်ဒါနဲ့ဒီကောင်ကဒါနဲ့ဟုတ်ကဲကျွန်တော်မာနာရည်လည်းရောက်နေပြီကျွန်တော်ကတော့ဘွဲ့ဦးကျောင်းထမင်းကျော်ရဲ့ပစုံထမင်းကျော်ရဲ့ပြီးတော့ရေခဲတော့ရဲ့ကြက်မိုလုံးပေါင်းရင်မာလိုက်တယ်ဆိုတော့ရတာဘယ်လိုလာမလဲဆိုတော့ စားကြည့်မှာပဲသိမှာပေါ့လေဆိုတော့နည်းနည်းလေးဆွဲကြည့်လိုက်ကဲကိုယ့်အကြောင်းသမီးတော်လေးရင်ဆွဲကြည့်လိုက်မယ်။ဆောင်းကြောင်သမီးတော်က ဒီတော့တော်တော်လေးကောင်းတယ်အမ်ဘာသာဆိုင်နေနေကွာထက်တဲ့ပုံစံမျိုးလေးရှိရဲ့အမ်အရင်ဤနေရာမျိုးတော့မတွေ့ရဘူးဘောက်ကြောင်မင်းစော်ဆိုမှလည်းနော်ဘောက်ကြောင်ကလည်းအရင်အမ်မာနေရာမျိုးတွေပါရင်မရှိဘူးနည်းနည်း smooth ဖြစ်တယ်ဘာသာဆိုင်မှာစားရတော့တော့မစိုးအောင်ပရဒီနည်းနည်းဆိုရင်အမ်ဒီဘောက်ကြောင်မင်းစော်ပတ်စင်မှာခွန်လောက်ထိတော့ပေးလို့ရတယ်ဒီစောတော်တော်လေးကောင်းတယ်ပြောလို့ရတယ်နည်းနည်းဆက်ဆွဲလိုက်မယ်နော် ဆိုတော့ဒီကဖေးတန်နိုင်ရဲ့ပုတ်ကြောင်းသမင်းကြော်နည်းနည်းလေးဆွဲယူရတဲ့အချိန်မှာတစ်ဖက်ကပုံစံသမင်းကြော်ထပ်ပြီးတော့စားကြည့်မယ်သူကဘလိုလာမလဲဆိုတော့ဆက်ပြီးကြည့်မိကြပါဆိုတော့သူကဖတ်ရွှေလိုက်မယ်ဘာလေးကိုနည်းနည်းလေးပြီးရင်ဖတ်ဆွဲမှာပေါ့နော်ဒါတော့လေပုံစံနည်းနည်းလေးစားကြည့်မယ်အဓိကတော့ဆိုတော့อืม မစိုးဘူးဒီဟလာဝက်ဒန်မီတော်လိုပဲဒီဘယ်သူနှမင်းကြွားတယ်တော်လေးစားရတာအဆင်ပြေရဲ့အဲ့ဒီကသုံးသားရဲ့စီကလည်းကောင်းမယ်လို့ထင်တယ်အဲ့လိုနည်းနည်းလေးမင်းကြွားမာနေရမျိုးရဆက်နေရမျိုးရအဲ့လိုမျိုးမရှိဘူးစားရတာအဆင်ပြေရဲ့ဘယ်သူဆိုလို့ရှိရင်လည်းအဲစားရတဲ့အဲ့ဒါသူ့ရဲ့မင်းထွေးဆိုမပြောက်ဘူးအဲတော်မိုက်တယ်လို့ခံစားရတယ်ဆိုတော့အောက်တန်းအနေနဲ့ဆို rating 10မှာ8တိလောက်ပေးလို့ရတယ်ခုနက wave.min ကျော် ဖွင့်ဆိုမဲ့ဒီဘုဇွန်သမင်းကျော်ပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်ဆိုတော့ဘုဇွန်သမင်းကျော် rating 10မှာ shit ပြီးရှင်ပါတယ်ဆိုတော့နည်းနည်းလေးဆက်ဆွဲကြည့်မယ်နော်အချင်းနဲ့တွဲဆိုင်အောင်လို့လာမယ်ဆိုတော့တစ်ချက်ကြည့်ကြပါမယ်ဟိုဘောကောင်းတယ်ပြီးလို့ရှိရင်ခဏဝက်ဒေါင်းသမင်းကျော်နဲ့အတူတူပဲကြာဟိုပါလေအချင်းနဲ့တွဲဆိုင်ပို့ပြီးတော့ ကောင်းတဲ့ taste မျိုးကိုရတယ်တော်တော်လေး smooth ဖြစ်တယ်စားရတာအဲလို့မမဆက်ဆက်ကြည့်မဖြစ်နေဘူးအဲစီနတ်နေပါလေလည်းမထွက်နေဘူးသုံးနာစီလည်းကောင်းမယ်လို့ထင်တယ်ပြီးတော့သုံးနာရဲ့ quality လည်းတော်တော်ကောင်းမယ်လို့ထင်တယ်ဝယ်ဟုတ်ကြောင့် quality လည်းခဏစားကြည့်ရတော့ကောင်းတယ်တစ်ုံ quality လည်းမဆိုးဘူးကောင်းတယ်ကတော်တော်လေးကောင်းတယ်ဒီอืมစားကြည့်ရတော့ဆိုတော့ခဏ waiting တစ်စင်မှာ ship ပေးရတော့နောက်နောက်ရရတော့မရှိဘူးတော်တော်လေးကောင်းတယ် သူကအချင်းနဲ့တွဲဆန်ပို့ပြီးတော့ကောင်းတယ်နောက်ခုစလုံးကိုကျွန်တော်ကတော့အချင်းနဲ့တွဲဆားဖို့ပို့ပြီးတော့ comment ပေးရှင်တယ်အဲပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်အချင်းနဲ့တွဲဆားပါတယ်ဒီတိုင်းစားတဲ့ဆန်အချင်းနဲ့တွဲဆားတာပို့ပြီးလဲအဲ twin joy အရတာကိုပို့ပြီး perfect ဖြစ်စေရလို့ထင်တယ်ဆိုတော့မစိုးဘူးတော်တော်လေးကောင်းတယ်အဲအားလို့ရှင် coffee tartina ကိုလာလို့ရတယ်ဆိုတော့ဒီကုန်တယ်ထဲမှာကြီးပေါ်ပါမယ်39လမ်းထောက်မှာရှိတယ်ဆိုတော့ကျွန်တော်ဆက်ဆွဲလာတော့မှာ ကဖိတာနေနိုင်မှာတော့တရားတစ်ခုကဒီကြက်မိုလုံးပေါ့နော်သူမင်းကြောင့်လည်းတွဲပြီးလဲစားလို့ရတယ်တွဲလို့အရှင်နေတက်တက်လဲစင်းနေဆိုင်နေလဲရှိရဲတော့ကြက်မိုလုံးတစ်ချက်ပြန်မဆိုင်နဲ့ညီးကြည့်ပါမယ်အဲဒါဟင်းလေးတောက်ကြည့်မယ်ပေါ့နော်အဲမဆိုးကြက်မိုလုံးဟင်းလေးတော့မိုက်တယ်အဲနည်းနည်းလေးတော့အဲဘယ်လိုပြောမလဲဘယ်လိုဆန်နေကောင်းတယ်ကွာဘယ်လိုပြောမလဲဆက်ဖြင်းဖြင်းပုံစံလေးနဲ့တော်တော်လေးပတ်သက်ထဲမှာအဆင်ပြေရဲ့ အဲဒီသမိကျော်တွေပိုင်းနဲ့တွဲဆောက်ရရင်တော်တော်လေးကောင်းမဲ့ရတာမျိုးဆိုတော့ဟိရေပဲတောင်းရင်တော့တော်တော်လေးကောင်းနေတယ်ဆိုတော့ဆက်ပြီးမှကျွန်တော်ဒီအသားလုံးတွေပါစားကြည့်မယ်အသားလုံးရတာဘယ်လိုလဲဆိုတာဆက်ပြီးကြည့်ပေးပါဆိုတော့ဟိရေအနေနဲ့ဆိုရင်တော့ဟိရေပဲတည်တတ်နေဆိုတော့ rating 30မှာကျွန်တော်ခုနှစ်လောက်တည်းတော့ပေးရှင်တယ်ဆိုတော့တော်တော်လေးလည်းကောင်းတယ်အသားအနေနဲ့တော့ဘယ်လိုလာမလဲဆိုတာဆက်ပြီးကြည့်ပေးပါအောင်ကျွန်တော်အသားတစ်ချက်စားကြည့်ပါမယ် อืมအဲဒီချက်မလုံးရဲ့အသားရလာလဲတော့ကောင်းတယ်ပြင်းပြင်းအဲချက်သား taste ကိုအဲကောင်းကောင်းခံစားရတယ်ပြီးတော့ငွေရဲ့ taste ကိုလည်းရရတယ်တုံးသားရဲ့ duration လည်းတော်တော်ကောင်းမယ်လို့ထင်တယ်စားရတာတော်လေးခဏတိုင်းမဲ့ smooth ဖြစ်တယ်ပြီးတော့သမင်းတော်နဲ့တွဲစားရင်လည်း light တယ်လို့ထင်တယ်ဒါမှမဟုတ်တီးတယ်မဲ့စားမယ်ဆိုရင်လည်းတော်တော်အဆင်ပြေတဲ့ menu တစ်ခုလို့ recommendation နဲ့နှစ်ခုပေါင်းပြီးမှအရေရောဒီချက်မလုံးကနှစ်ခုပေါင်းမှတော့အော်တန်း ဟာ regime နေနဲ့ပေးရဒီ9လောက်ထိပေးရှင်တယ်ကျွန်တော်တော့ဒီသားသမီး3ခုထဲမှာဒီဝက်ဥတော်သမင်းကျော်ရဲ့ဒီပဇွန်သမင်းကျော်ရဲ့ဒီကြက်မုံလုံးရဲ့ထဲမှာကျွန်တော်ကတော့ကြက်မုံလုံးအကြိုက်ဆုံးအောက်တန်းမှာဆိုရင်90ပေးရှင်တယ်ဒါကတော့ကျွန်တော်ရဲ့ recommend မှာအဲကဖေးတာဒီနိုင်ကိုလာလို့ရှင်တော့ကြက်မုံလုံးကတော့မဖြစ်မနေစားတင်တယ်လို့ပေးပြောရှင်တယ်ဆိုတော့ကျွန်တော်ဆက်ဆွဲပါမယ်နောက်ခုကဒီကြက်မုံလုံးကသူ့ရဲ့ signature ရှင်ရှိရပါတော့နော်သူ့ရဲ့ signature ရှင်နဲ့ website လည်းဘယ်လိုရတာလဲဆိုတာသင်

စားမယ်ဆိုလို့ရှိရင်တော့အဲနည်းနည်းလေးဆက်မကြိုက်တဲ့လူပဲနော်နည်းနည်း short hand လို့ရမယ်ကျွန်တော်တော့အစားကြိုက်တဲ့လူဖြစ်တော့ကျွန်တော်တော့တော့ no problem ဆိုတော့ဒီသူ့ရဲ့ signature ရှင်နဲ့တွဲစားရတာလည်းကောင်းတယ်စားတော့ရတဲ့နေရာတော်တော်လေးအဆင်ပြေရယ်ဆိုတော့အစားတော့နဲ့ပတ်သက်ကဖေးတာဒီနိုင်မှာကျွန်တော်ပြမတော့ try ကြည့်ရတော့ဆိုရင်တော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်ဆိုတော့ဒီချက်မလုံးကအများကြီးမာနေရမျိုးမရှိဘူးစားရင်စမှုဖြစ်တယ်ဝါးလို့ကောင်းတယ် ပြီးတော့သူ့ရဲ့ signature ရှင်နဲ့တွဲဆိုင်ရင်လည်းတော်တော်လေးအဆင်ပြေတယ်။အမ် smell taste ဘာမှပြောကြရမလို့ဘူး။အထူးဖြင့်စားရတဲ့ menu ၃ခုလုံးမှာဒီချက်မုံလုံးကအကောင်းဆုံးလို့ထင်တယ်။ချက်မုံလုံးက perfect အဖြစ်ဆုံးပဲ။ဆိုတော့နောက်ခုဒီနောက်ခုကလည်းတော်တော်လေးကောင်းတယ်ထမင်းကျော်အနေနဲ့ဆိုပွဲဦးကြောင့်ထမင်းကျော်လည်းတော်တော်အဆင်ပြေတယ်။ချက်ဒီပစုံထမင်းကျော်လည်းတော်တော်အဆင်ပြေပါဘော။နောက်ခုလုံးတော်တော်လေးကောင်းတယ်။ဒါပေမဲ့၃ခုလုံးထဲမှာတော့ဒါအကောင်းဆုံး။ဆိုတော့ဒီရဲ့သူ့ရဲ့ signature အရှင်ပေးထားတဲ့ပုံစံလေးကိုလည်းသဘောကျတယ်။တော့ချက်မုံလုံးနဲ့ဒါနဲ့တွဲစားတယ်တော်တော်လေးအဆင်ပြေ။မိုက်ပါလား။တော့ တဖြစ်တာနာလာလာတင်းနေဆိုင်အစားတုံးနဲ့ပတ်သက်စားဖို့စားကြည့်နေဆိုင်အဲ့လိုပဲပြောရှင်နေဆိုတော့ကျွန်တော်တော့ဖားတော့ကြိုက်တယ်လို့ပြီးစားကြည့်မယ်ကောင်းရင်ကောင်းတယ်ပေါ့ဆိုတော့တော်တော်လေးအဆင်ပြေရယ်သုံးခုလုံးကစားကြည့်တော့သုံးခုလုံးကအဆင်ပြေရယ်တော်တော်လေးလည်းကောင်းတယ်လို့ပြောရရယ်အကောင်းဆုံးကတော့ကြက်မုံလုံးပေါ့ဒီလာရင်တော့ကြက်မုံလုံးမဖြစ်မနေစားကြည့်ပါ try ကြည့်ပါဒါတော့ကျွန်တော်ပြောရှင်နေတာပေါ့ဆိုတော့ဆက်ဆွဲပါဦးမယ်အဲထမင်းကြော်တွေရောဒီကြက်မူလုံးတွေရောဆွဲပြီးသွားပြီဆိုတော့ ကိုကအချိုပွဲလဲရောက်လာပြီဆိုတော့အဲဒီကဖေးတာဒီနိုင်ရဲ့အချိုပွဲတွေကဘယ်လိုအခြေအနေရှိမလဲဆိုတာဆက်ပြီးကျွန်တော်ထားကြည့်မယ်ဆိုတော့ကောင်းအောင်ကောင်းနေမကောင်းမကောင်းပြောပြမယ်ဆိုတော့ဆက်ပြီးနေဆွဲကြည့်အောင်အဲ့တော့တီးဆိုရေခဲတော့ဗောနော်။အင်းဆိုရင်ပြတော့လေလဘာဝဆန်နဲ့ရတာမျိုးရရယ်။ခုနကကျွန်တော်အဲလုတ်ပေးရတဲ့လူလေးကိုမေးကြည့်ရတဲ့အခါကျတော့ အဲပုံမှန်စူးစေးပါတဲ့ဟာတွေမှာတုံးလို့ပြောတယ်ဒါဒီလေနင်းရှားဖြစ်တဲ့တဘာဝအတိနိုင်နေပုံပြီးတုံးထားတယ်ပြောတယ်စူးစားလို့ကောင်းတယ်အဲဒါမဲ့อืมโลซินเดียฮะโอမျိုးလေအရင်ဟိုကွက်ထွက်နေခံစားရတဲ့မျိုးမရဘူးလေရေကတုတ်ကိုရေကတုတ်လို့စားရတယ်ဥစုံရေကတုတ်ကိုစီစုံရေကတုတ်နဲ့ပိတ်တော့ခံစားရတယ်သူကနီရှာပစ်တဲ့ဖိုက်မျိုးကိုရရတယ် ပြောရင်ဒီမှာနည်းနည်းလေးအဲတိတ်ဆိတ်တဲ့ခါကျတော့ဒီတို့ရင်ကတော့စားရေးကော်ဖီတောက်တာပို့ပြီးတော့တော်တော်လေးအဆင်ပြေနေတာတခုလို့ပြောလို့ရတယ်သူကဒီတို့ရင်ကတော့ကလည်းအဲခဏတိုင်းမဲ့ rating 30မှာဆိုလို့ရှိရင်ကျွန်တော် rating 9လောက်ထိပေးခြင်းတယ်ဘာလို့လဲဆိုတော့အမ်အញ្ញကြီးကွက်ထွက်နေရမျိုးတော့မဟုတ်ပေမဲ့နေရှာဆန်တဲ့အရာမျိုးကိုကျွန်တော်စိတ်ထဲမှာခံစားရတယ်ပြီးတော့အဲတုံးထားတဲ့ဟာကတဘာဝဟာကြီးတုံးထားတယ်စူးစိမပါတဲ့ဟာကြီးတုံးတယ်ဆိုတော့ ကျွန်တော်နဲ့ပူပြီးမှတဘောကြတည်တဲ့အရာကြီးလို့ပြောလို့ရရယ်ကျွန်တော်တော့ကျွန်တော်ပါဆင်နေရဆုံးပိတ်နေဆယ်မှာခွန်တိပေးရှင်ပါတယ်အာညာရရအဖေါ်မှာစာရေးလို့ရတဲ့နေရာလေးတွေရှိရယ်ကိုခံစားခဲ့ရမြရယ်တနည်းပတ်လုံးတစ်ပတ်လုံးအကြာကြီးကို shred တွေအနေနဲ့ရှိခဲ့ရမြရယ် ာရီးရေးပြီးပြင်လာလို့ရတယ်အပေါ်မှာစာကတ်တနေရတယ်ရှင်အဲစားပြီးကျွန်တော်လိုက်ပြမယ်ကျွန်တော်အဲ့လိုတော့ကြားတယ်ပြီးတော့ coffee latte နဲ့တော့ကြားတာရန် instant တယ်အစ်စိတ်တယ်အခုကျွန်တော်လာတော့ကျွန်တော်ကြောက်တဲ့စူနေရပါတော့နော်ကျွန်တော်တနေ့ရုံသိစိတ်နေရစားရဲဟာလဲကောင်းနေပတ်ဝန်းကျင်လည်းကောင်းနေပြီးတော့အစ်စိတ်ရင်တက်မှုလည်းကောင်းကင်ခံစားရတယ်ဆိုတော့မဆိုးပါဘူးပိတ်တင်ဆိုင်ရဲ့ဟာဘုံဟာနေရာလည်းကောင်းနေဆိုင်ရဲ့ဟာဘုံဟာနေရာလည်းကောင်းနေဆိုတော့ ပြင်ဆင်ထားတဲ့အပြင်ဆင်တွေလည်းမိုက်တယ်ပတ်လည်မှာအဲပကြီကားတွေရှိရယ်ပြီးတော့ animation တိုက်တဲ့လူတွေဆို animation အယုတ်လေးရှိရယ်ပထမဆိုလည်းဒီ strat တွေဖြည့်လို့ရတယ်ဒီ fire ရဲ့နေရာလေးရှိရယ်ပြီးတော့မစိုးတော်တော်လေးပြင်ဆင်တဲ့ပုံစံလည်းကောင်းတယ်ပြီးတော့အပြင်ငင်းမယ်ဆိုလို့ရှိရင်လည်းဒီတက်ဝင်လှောက်ရှားနေတဲ့လူတွေအများကြီးကိုမြင်ရတဲ့ခံစားချက်ကတော်တော်မိုက်တယ်ဆိုတော့ကောင်းတယ်ဖိဖိတိုင်နိုင်တာကျွန်တော်ရဲ့ favorite design တစ်ဆိုင်နဲ့ပါလာတော့မယ်နောက်ပိုင်းညာရင်တော့ငင်းတဲ့အတိုင်းဆိုတော့ ကဲအားလုံးစားပြီးတောက်ပြီး wise ဆိုရင်နောက်မှာတော့ကဖေးတာ39ဆိုတဲ့နာမည်တန်းအရေးကြီးဆုံးက coffee ပေါ့နော်ဆိုတော့ coffee ရရတာလို့ရှိမယ်ဆိုင်တိုင်းမှာ coffee ဆိုတဲ့နာမည်နဲ့လောက်ထားပြီးဆိုတော့ coffee ကတော့တော်တော်လေးကောင်းနေမှာရမှာလေဆိုတော့ coffee ကိုဆက်ပြီး try ကြည့်မယ်ဆိုတော့ဘယ်လိုနေလားရှိမယ်ဆိုတော့ဆက်ပြီးကြည့်ပေးကြပါအာပထမဆုံးတောက်ကြည့်ရသလားဆိုတော့ရှာထဲမှာအရန်ကြီးအဲအရှုပ် coffee လုံးအဲနည်းနည်းခြုံမြတ်မြတ်ခံစားချက်မျိုးတော့မရဘူးဒါပေမဲ့ တော်တော်လေးအဆင်ပြေတယ်ကျွန်တော်ကြိုက်တဲ့ခဲမှာပါတယ်ဘာလို့ coffee ဆိုတာကသူ့ရဲ့မူရင်း taste ကောင်းနည်းနည်းလေးဟာတက်တက်ဖြစ်နေရမယ်လေဆိုတော့အရင်အဲ coffee ကအရင်ကိုဘယ်လိုပြောမလဲချော်ရင်စမ်းနေတော့မဟုတ်ဘူးညာဆိုတော့ဒီနေ့ထားတော်တော်အဆင်ပြေတယ်ကျွန်တော်ထပ်တော်တော်လေးကောင်းတယ်မဆိုးဘူးအဲ rating နည်းနည်းဆိုရင်ပထမဆုံးတော့ငုံရတယ်ပြက်မလားဒီ coffee က coffee လို့တောက်ရတဲ့အတွက်ကျွန်တော် rating 30မှာ9လောက်တိပေးစင်တယ်မဆိုးဘူးကျွန်တော်တောက်ဖို့မြောက်ကော်ဖီတန်းမှာလဲလက်ခံပေးလို့ရတယ်တော်တော်လေးကောင်းတယ်ခင်ဗျာထည့်ထားလို့ရတယ်ကော်ဖီကော်ဖီလို့ပြောလို့ရတယ် အဲဒီတောက်ဖူးမြောက်ကော်ဖီထဲမှာဆိုလို့ရှိရင်တော့အဲထက်ကောင်းတယ်လို့ကောင်းလာထက်ကိုပူတဲ့ကော်ဖီထဲမှာထည့်ထားလို့ရတဲ့ကော်ဖီမျိုးသူကမစိုးဘူးကြိုက်တယ်ကျွန်တော်ကတော့အဲဆိုင်ယူနိုင်ကော်ဖီလည်းမဖြစ်မနေတောက်တင်တယ်လို့ recommend ပေးရှင်တယ်အခုပြန်ဒီမှာအဲကော်ဖီလေးတောက်မှစာလုံးလို့ကောင်းတဲ့ခန်းသားချက်မျိုးရတယ်အဲကော်ဖီလေးတောက်မှလက်တော့တစ်လုံးနဲ့အလုပ်လာလို့ရတဲ့ခန်းသားချက်မျိုးလေးကိုရတယ်ပြီးတော့ကော်ဖီလေးတောက်ပြီးတော့ကို ချစ်ရည်ကိုစဉ်းစားလို့ကောင်းမဲ့နေရာမျိုးတစ်ခုလို့ခံစားမိတယ်။ဆိုတော့ကဖေးတာဒီနိုင်ကတော်တော်လေးအဆင်ပြေတယ်။ကျွန်တော်တို့တော်တော်လေးကိုအဲလိုပြ flexible ဖြစ်တဲ့ခံစားချက်မျိုးကိုရရတယ်။ဆိုတော့ကဖေးတာဒီနိုင်ကျွန်တော်ဖိဖိဆန်တစ်ခါနေမှာနောက်ပိုင်းညရယ်အဲဆိုတော့ကဖေးတာဒီနိုင်ကကျွန်တော်တို့တော်တော်အဆင်ပြေဆိုင်လို့ပြောလို့ရရတယ်။ဆိုတော့လာဖို့လည်း recommend ပေးတယ်။ ဆိုတော့ကျွန်တော်စားလဲစားပြီးွားပြီကော်ဖီလဲတောက်ပြီးွားပြီရေခဲတုပ်လေးလဲဆွဲပြီးွားပြီဆိုတော့ခဏကကျွန်တော်ပြောတယ်အပေါ်မှာစာရေးထားရဲဆိုတဲ့နေရာလေးလေဆိုတော့ memory တွေခြံထားခဲ့လို့ရတဲ့နေရာလေးတွေခေါ်ရပေးရှင်ပါတယ်ဆိုတော့ let's go